တော့အမိမကတမီးကိုမှတ်မိရပါတော့။ဟာတမီးဟောဘာဘာဆိုရမလဲတော့နှုတ်ဆက်တယ်ပေါ့နော်တမီးကဟာတမီးနင်ကောင်းလားအဲ့လိုမျိုးဆက်ပြအကလေးရလေးမင်းတို့မယ်လို့ကြားရတယ်အဲ့လိုမျိုးတမီးကိုပေါ့နော်တရေတယူနဲ့အဲ့လိုမျိုးပြီးအဲ့လိုပေါ့တွေ့လို့ရှင်လို့ရှင်ပေါ့နော်အဲ့လိုမျိုးတည်းကျေးဇူးအများကြီးတင်တယ်။ကားရတော့အမေမကတော်ရယ်တမိငိုနိုင်တယ်နော်ဘယ်လိုလဲမြေကြီးထုတ်ခဲ့လဲဆိုအဲ့လိုကချီးကျူးတန်ကြရပါရဲ့။ဆင်ရိုက်နေတဲ့အချိန်တော့ဆိုလို့ရှိရင်အရင် ငုံချင်စိတ်တွေပောက်ပြီးတော့အဲ့လိုသူတို့မရိုက်ခင်ပြောပြနေတဲ့အချိန်မှာလည်းဝမ်းနေမိပါတယ်။အဲဒါတော့တော့အသားလေးတာဖြူဖြူလေးပေါ့နော်။ဆိုင်လေးရိုက်ပြီးတော့ဂျန်ကုန်လက်ကျန်အသားရည်ကတော်တော်လေးလက်ဖြူလာမဲသွားပါပေါ့နော်။ ပန်းနဲ့လေယာဥယျာဉ်မှုပါပါနော်တန်းရွယ်ဆိုရယ် character အနေနဲ့ပေါင်ရိုးဆောင်တာပါလေဒါဆရာကိုအရန်ဒီငငယ်တော့ဆိုးသွမ်းငယ်ပေါ့နော်ဒါပေမဲ့ဆရာကိုတော့ဒီပေါ့ဆရာရောက်လာတဲ့အချိန်ကနေစပြီးရန်နေမာသွားတယ်ဘာလို့ဆရာကိုပေါ့နော်ဟိုဘင်းနာလည်းတက်မိရပေါ့နောက်ဆုံးအစင်းမှာဆိုမိုးတဲ့အစင်းလေးတွေလည်းမရှိဟုတ်နားထောင်မှုပဲဆရာလည်းနာဆောချင်းရဲ့အဲပတ်မဲ့လေမှာဥယျာဉ်မှုပေါ့နော်နားထောင်ပြီးပါအဲအဲ့ဝိထုလည်းတမိကြိုက်တယ်ဝိထုလည်းနားထောင်နေနေလည်းမြည်ကြမိရပေါ့နော်ဓမ္မအုပ်တော့အဲ့ကားကိုကတော့ဝယ်စပေးတယ်နေတော့ ဆိုလို့ရှိရင်လည်းအဲ့ပေါ့။တန်းတယ်လေးမှာဥယျာဉ်မှာစာလုံးတွေ့ရတယ်။အဲ့ဝှက်ထုကိုနားထောင်ရတယ်။နည်းနည်းငိုနေစိတ်ဖြစ်တယ်ပေါ့နော်။ရိုင်းနေတဲ့အချိန်မှာလည်းအမှုတွေကအယောင်းဝင်ပြီးတော့တော်တော်လေးငိုခဲ့ပါလား။မြင်မိရအရင်ဝမ်းတဲ့ဆရာလာတဲ့အချိန်မှာဆိုလို့ရှိရင်ဒါ character ကိုလည်းပိုပြင်းအောင်ဆိုပြီးတော့စိုးတန်းနေပေါ့စိုးတန်းနေဆိုတော့ စီကန်ရှိရှိမနေဘူးပေါ့နော်စာတင်ချိန်မှာဆိုလဲစာမတင်ဘူးအမြဲတမ်းပေါ့နော်စော်လာအဲ့လိုပဲနေရဲ့ကလေးတယောက်ကပေါ့နော်ဒါဆရာရောက်လာတဲ့အချိန်ကနေစပြောတာနေမှာသွားတဲ့စကရိုက်တာမျိုးနောက်ဆုံးစသိမ့်မိုက်မှာလဲတူတော်မူခဲ့အဲ့အေးပေါ့နော်ဆရာလဲနေသားဆော့ချစ်ရဲ့ ဒီဝတ္ထုကိုနားထောင်ပြီးတော့ပေါ့နော်အဲ့ထဲရလိုပဲအဲ့ထဲဆရာပြပြရဲ့ကလေးလိုပဲပေါ့နော်ရှိုက်ချင်းနိုင်ငံကိုချမ်းပြီးအပြင်မှာနေမားရဲ့ကျောင်းသားရဲ့မှာပါပေါ့နော်ကျောင်းကျောင်းသားမှာပါအဲ့ကားရဲ့မှာဆိုရင်တော့ဒါကသူကစာမလုပ်ဘူးဆရာမစတင်တဲ့အချိန်မှာသူစကားတွေပြောရဲဆော့ရဲပေါ့နော်အဲ့လိုမျိုးမဟုတ်ပါဘူးပြင်မှာပေါ့နော်ပြင်မှာကဒါစတိချာလိုက်လောက်ပါအနေအေးရပါအဲ့စင်းလေးဆိုင်တော့ဒါပထမပေါ့နော်ပထမတော့ရိုက်နေတဲ့အစင်းလေးတော့ကြတော့ပေါ့နော်ဝတ္ထုဖတ်ပြီးတော့ဒါဘာမှတိတ်ပြီးတော့ တယ်လို့မရှိဘူးစိတ်ထဲမှာအေးနောက်ဆုံးပေါ့နော်ဇသိမ့်မရိုက်တဲ့ဆင်းမှာလုံးဝဝမ်းနေပြီးပေါ့နော်အခြားသောဘယ်ကားမျက်ခွေခရိုက်တာကားရလို့ပေါ့ကျောင်းဝမ်းနေပြီးငိုချမိပြီးဆရာသမီးနာဆော့ချစ်ရဲ့ဒီပန်းနယ်လေးမှာဥယျာဉ်ဘူးပေါ့နော်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒီဇကိုင်းဖြစ်ပြန်ပြီးရိုက်ကူးရဲ့အချိန်မှာပေါင်ငွေရတဲ့အတွက်လည်းသူအရင်ကျေးဇူးတင်ပါတယ်။အကိုင်းရတော့ဆိုလို့ရှိရင်တော့တော်တော့အသားလေးတာဖြူဖြူလေးပေါ့နော်။ဆိုင်လည်းရပြီးတော့ဇကုံလည်းပြန်အောင်အသားရတော်တော်လေးလည်းဖြူလာမဲသွားပါပေါ့နော်။တားရလည်းမဲသွားတယ်ပြီးတော့တငယ်ချင်းတွေကလည်းအများကြီးပဲပေါ့နော်။ပြန်ငန်းတဲ့ချိန်မှာလည်းတငယ်ချင်းတွေကိုလွမ်းနေပြီးတော့နယ်ဘက်ကနေပြီးတော့လာရိုက်တဲ့တငယ်ချင်းတွေလည်းရှိရတဲ့အတွက်ကြောင့်သူတို့လည်းတတိရရယ်ပြန်ငန်းတဲ့အချိန်မှာလည်းမှုဝင်ပြီးတော့ပေါ့နော်။အပြင်မှာဥမြင့်မြတ်အထဲမှာတော့ကြာငိမ့်ငံပေါ့နော်။ အဲဥမင်းမြုပ်ကိုလည်းတွားနေလမ်းမှာလည်းဝမ်းနေပြီးတော့ငိုချင်စိတ်တွေပါရောဖြစ်တယ်ရှင်အဲကိုင်းမှာဥမင်းမြုပ်နဲ့စဆောင်တာမဟုတ်ဘူးပေါ့နော်ဥမင်းမြုပ်နဲ့ဒီပကံမှာပေါ့နော်အဲလွန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာသမီးစဆောင်တာပေါ့နော်အဲကောင်းမှာတော့သမီးဒီရိုက်ကွေးရောက်လာရမ်းပျော်သွားပဲဆိုတော့အဲလွန်ရုပ်ရှင်ကားကြီးထဲမှာပေါ့နော်ဥမင်းမြုပ်နဲ့ဒါဒရမာကသမီးနဲ့ဒါဥမင်းမြုပ်တို့ရဲ့ဇက်ကြီးကိုရိုက်ထားတာပေါ့နော်အဲမှာဆိုဒါသားအဖအနှစ်ယောက်ရဲ့ဒီဒရမာဇက်ပေါ့နော်သူအရင်တနာရကောင်းတယ်ဥမင်းမြုပ်ကဆယ်ပြားမပြည့်ဘူးပေါ့နော်အဲလို character မျိုးလုံးဝနည်းနည်းရှင်ရှင်နည်းနည်းယူမှု တွေ့ဆုံထားတာပေါ့နော်အဲ့ဒီအချိန်မှာအဲ့ကားလေးကခုမပြတော့ပြသေးဘူးပေါ့နော်လွန်ကားဒရိုက်တာနေပိုင်ရိုက်တာပါအဲ့ဒီအချိန်မှာဒီမှာပြန်ဆုံတော့အမိမကတမီးကိုမှတ်မိရပေါ့နော်ဟာတမီးဟောဘာဘာဆိုရမလဲတောက်ဆက်တယ်ပေါ့နော်တမီးကိုဟာတမီးနေကောင်းလားအဲ့လိုမျိုးဆက်ပြအဲ့ကားလေးကလည်းမင်းတို့မယ်လို့ကြားရတယ်အဲ့လိုမျိုးတမီးကိုပေါ့နော်တည်ရည်တည်ယူနဲ့အဲ့လိုမျိုးအဲ့လိုပေါ့ပြည့်လို့ရှင်လို့ရှင်ပေါ့နော် အဲ့လိုမျိုးじゃကျေးဇူးအများကြီးတင်တယ်ဦးမြတ်ကိုတမီးကမြန်မာမှာဆိုလဲဒါဦးမြတ်ကိုလည်းကြိုက်တယ်ပေါ့နော်ခရိုက်တာပေါင်းစုံလည်းလုံနိုင်တယ်ဘယ်လိုခရိုက်တာမှာဆိုလုံနိုင်တဲ့အတွက်ပေါ့နော်ငတူငတူကားရဲ့မှာလည်းကြည့်ပြီးပါငတူကားရဲ့မှာဆိုလို့ရှိရင်တော့ဦးမြတ်က drama ပေါ့နော်အဲ့လိုဆိုလဲ စောင့်ဝင်တင်းနဲ့လည်းငိုခဲ့ရတယ်ပေါ့နော်အခုကျတော့အပြင်မှာဒါကိုယ့်ရဲ့ကြိုက်ဆုံးမင်းသားပေါ့နော်မင်းသားနဲ့တွေ့ဆုံမှာဆိုအရင်ကြော်မိတယ်ကိုမျက်စီကအဲ့ကားရဲ့တော့နုံကားရဲ့တော့ပေါ့ဒီကားမှာတော့ဒါတိတ်ပြီးစကားပြောခဲ့မှပါတယ်အဲ့အတွက်ကြောင့်တော့ဘာမှတိတ်ချွေးထူးမပြောပြုတ်ပေါ့နော်အဲ့ကားရဲ့တော့အမေကတော်ရယ်တမိငိုနိုင်တယ်နော်ဘယ်လိုတော့မြေကြီးထုတ်ခဲ့လဲဆိုအဲ့လိုကချီးကျူးတန်ကြရပါတယ်လို့အမေကနောက်ဆုံးဆရာနဲ့ခွဲရတဲ့အခန်းပေါ့နော်အဲ့စင်းမှာဆိုရင်ဒါလုံးဝဝမ်းနေဖို့ကောင်းတယ်အဲ့စင်ရိုက်နေတဲ့အချိန်တော့ဆိုလို့ရှိရင်အရင် မူဂျင်စိတ်တွေပောက်ပြီးတော့အဲ့လိုသူတို့မရိုက်ခင်ပြော့ပြနေတဲ့အချိန်မှာလဲဝမ်းနေမိပါတယ်။ငိုတဲ့အခန်းတော့အကြာတော့သိတော့မမတ်မိရောပေါ့နော်။ဒါပေမဲ့အဲ့ဒီ၃သိန်းခန်းမှာတော့ငိုတဲ့အခန်းအဲ့ဒီခန်းနဲ့ပါလို့ထင်ပြီ။အနှခန်းထင်တယ်ဟုတ်တယ်။နှခန်းဆီရထွက်သွားမဲ့အချိန်နဲ့ပေါ့နော်။နှခန်း က်ကဒါဆရာသမားပေါ်ဒါယူတည်ရမယ်လေးစားရမယ်ဒါပြလို့ရှိရင်ဒါကိုယ့်ရဲ့ကျေးဇူးကိုယ့်ရဲ့ကျေးဇူးရှင်ပေါ့နော်မပြစ်မအောင်ဘူးအဲပြီးတော့အမြဲတမ်းလေးမမနေရမယ်စိုးသန်းတဲ့ကလေးဆိုမကောင်းပညာရေးတွေဘယ်တော့အရေးကြီးကြောင်းပေါ့တခြားသိရပါရဲ့ရှင်းဝန်ထဲရစက်မျိုးလဲရရှိနိုင်တယ်လို့ဒါကြေကွဲရမယ်လို့စွန့်နေရမယ်ဆိုတော့ဒီမြင်ချက်မိပါရဲ့အဲလို့ဆိုဒီကားလေးက drama ဘက်လည်းဖြစ်တယ်ပြောရလို့ရှိရင်ဒါက ဆရာနဲ့တပည့်အကြောင်းလည်းပါတယ်လို့ပညာရေးအကြောင်းပညာရေးပိုင်းလည်းပါတဲ့အတွက်ကြောင့်ပေါ့နော်အဲတော့စာရေးပိုင်းလည်းဆရာကြိုးစားနေမှာလို့ထင်တယ်ပေါ့နော်ဒီကောက်ကြည့်ပြပြင်းပြနေလို့ဒါဆရာကိုတနာမိရယ်ဘာလို့သူအဲ့ဒါပဲရှာတော့မှသူဒါကလေးတွေရဲ့ဒီအနာဂတ်ကိုပေါ့နော်သူလမ်းပြပေးနိုင်တဲ့အတွက်ကြောင့်ကျွန်မမိပါတယ် အဲဒီရပိုင်းကတော့သမီးကရှင်းတင်နေပါရောသွားရပါတော့ဒါပေမဲ့ဒီပိုင်းမှာတော့မရှိတော့ဘူးအဲအဲ့တော့ပိတ်သက်ကြီးအပေးကြပါအောင်လို့ဒီကားလေးရပါတော့ဗမာန်လေးကဥယျာဉ်မှုကဒီဇင်ဘာလ12ရက်နေ့မှာလူတီတနိုင်ငံလုံးကိုရိုသေပြတ်သက်သွားဖြစ်တဲ့တဲ့ကြောင့်အားလုံးပဲလာရောက်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရှင်